မင်္ဂလာပါတရက်ဒီယူလို့ဖို့အတွက်ကျွန်တော်တို့တရက်ဒီအမျိုးမျိုးကိုအသုံးပြုလို့ရပါတယ်ကျွန်တော်အခုအသုံးပြုထားတဲ့တရက်ဒီကလုံးဝလုံးဝအမှဲမဟုတ်ပါဘူးသူ့ရဲ့တရက်ဒီအယောင်ကဒီလိုမျိုးအယောင်ဖြစ်နေတာပါမိမိတို့ကအစဉ်ပြေရတဲ့အသည့်အမျိုးမျိုးကိုအသုံးပြုလို့ရပါတယ်။ကျွန်တော်ကတော့အခုလိုပုံစံလေးတွေကိုလှီးထားပါတယ်။လှီးတဲ့အခါမှာကျွန်တော်တို့ညီညာဖို့လိုပါတယ်။မဟုတ်ရင်နေကြောက်လှမ်းတဲ့အခါမှာ၆တဲ့ဟာ၆မ၆တဲ့ဟာမ၆ဖြစ်နိုင်ပါတယ်။ ါတရက်ဒီကိုကျွန်တော်ချိုးပြထားတာပါလုံးဝအမှဲမဟုတ်ဘူးဆိုတာ哦ပါလုံးဝလုံးဝမဟုတ်ပါဘူးခလီထားတဲ့တရက်ဒီတွေကိုစားတစွန်းလောက်နဲ့ကျွန်တော်တို့ရေပြန်စေးပေးရပါမယ်ရေကို3-4ချိန်လောက်စေးပေးသွားပါမယ်သူ့ရဲ့တရက်ဒီအစီအပြောက်သွားအောင်ရေစစ်သွားပြီဆိုတော့မှတရက်ဒီကိုစပြီးယူထိုးပါမယ်တရက်ဒီ3ကီလိုကိုတကြား1ကီလိုသုံးထားပါတယ်စားလက်ဖက်ရေစွန်းနဲ့2စွန်းအသုံးပြုပေးပါ ရှလကိုင်ကိုထမင်းစာစုနဲ့နှစ်စွန်းရှလကိုင်နေရာမှာတမယာရီကိုလည်းအသုံးပြုလို့ရပါတယ်ပြီးွားရင်တော့အလုံးကိုနေဝါးပေးပါတကြားကအချိုအပေါ့ကိုမိမိကြိုက်နှစ်တတ်သလို short တိုးလုံးလို့ရပါတယ်အခုဆိုရင်စပြီးတော့ယူထိုးပါတော့မယ်ရှီကိုကျွန်တော်900 ml ပဲထည့်ထားပါတယ်အဲ့ထက်ပိုများလို့မရပါဘူးဒီအနေကအတော်ပါပဲကျွန်တော်သိရတဲ့အနေအထားနဲ့ ရှူထိုးတဲ့အခါမှာကျွန်တော်တို့လုံးဝအရေးကြီးဆုံးသတိထားရမယ့်အချက်ကထိုးတဲ့အချိန်မှာအောက်ကမီးများလို့မရပါဘူး။မီးများပြီဆိုရင်တည့်ရတည့်ရခဏလေးနဲ့ပျော်ပြီးတော့ပုံစံမလှတော့ပါဘူး။စိတ်ရှိရှိနဲ့မီးနဲ့နဲ့ကိုကျွန်တော်တို့တည့်ရသည်ကိုယူထိုးသွားပါမယ်။မကြာခဏအပေါ်အောင်လှန်ပေးသွားပါမယ်။အဲ့ဒါမှတည့်ရသည်ယူထိုးတဲ့အခါမှာညင်ညင်ညာညာပုံစံလေးဖြစ်နေမှာပါ။ အခုဆိုရင်တည့်ရက်ဒီအသားကယူပုံစံလုံးဝဖြစ်သွားပါပြီ။သူ့ရဲ့တည့်ရက်ဒီအစိမ်းအီအောင်ပျောက်သွားပြီဖြစ်တဲ့အတွက်မီးစပြီးပိတ်ပါပြီ။မီးစပြီးပိတ်ပြီးသွားပြီဆိုရင်တော့၅မိနစ်လောက်အေးအေးခံပြီးမှအခုလိုမျိုးတကြာရည်ကိုစစ်ပေးသွားပါ။တကြာရည်တွေစစ်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့စပြီးလှမ်းလို့ရပါပြီ။လှမ်းတဲ့အခါမှာအောက်ကစကားအပေါက်ပါဖို့အရေးကြီးပါတယ်။ကျွန်တော်နေလှမ်းထားတဲ့ကြာချိန်ကတော့တရက်နဲ့နောက်ထပ်နေ့တဝက်ဖြစ်ပါတယ်။ကျွန်တော်တရက်နဲ့နေ့တော့လှမ်းရတာကကြားထဲမှာမိုးရွာသွားတဲ့အတွက်ပါနေအရန်ပြင်းနေဆိုရင်တော့တရက် တီတီဆိုရင်ကျွန်တော်တို့စားလို့ရပါပြီဒီထပ်ပူပြီးလှမ်းခြင်းလည်းရပါတယ်ကျွန်တော်တို့ကြာရှည်သိမ်းထားခြင်းလည်းဆိုရင်တော့ဒီထပ်ပူပြီးလှမ်းလို့ရပါတယ်ကျွန်တော်ကစားလို့အနေတော်အီအီပုံစံလေးကိုနေလှမ်းထားတာဖြစ်ပါတယ် ျွန်တော်လှုပ်ထားတဲ့အချိန်စအလုံးကတရက်တည်းရအရင်လည်းမချို့သလိုချင်းလည်းမချင်းပါဘူးအရင်လည်းမမှသလိုအရင်လည်းပြော့မနေတဲ့အတွက်ဒီအနေလေးကတော့အနေတော်လို့ကျွန်တော်ထင်ပါတယ်ကြကြထားစားခြင်းနဲ့ဆိုရင်တော့ရေခဲတစ်တာထဲမှာတင်ထားပြီးတော့စားပါအပြင်မှာထားမယ်ဆိုရင်တော့ကျွန်တော်တို့အကြာကြီးတိတ်ပြီးတော့မခံနိုင်ပါဘူး၆၆လေးလှမ်းမယ်ဆိုရင်တော့ရနိုင်ပါတယ်တရက်တည်းကိုထုံးရင်မစိမ့်မဲနဲ့ယူထိုးရ